ောင်မြင်မှုအလေးရောက်နေတာမှတ် UAB UAB with you on your journey of life မင်္ဂလာပါကျွန်တော်အောင်သွေးလင်ပါ 7TV 7BND ရဲ့ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့လက်ရှိတက္ကသိုလ်တွေကအစိုးရရုံးပုံစံဖြစ်နေတာကိုပြင်ရမယ်လို့ဦးဖြူမင်းသိန်းပြောဆိုသတင်းဖြစ်ပါတယ်။ လက်ရှိတက္ကသိုလ်တွေကအစိုးရရုံးပုံစံဖြစ်နေတာတွေကိုပြည့်ပြည့်နိုင်မှုအတွက်ပညာရေးစနစ်ကိုပြင်ရမယ်လို့ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကဘာကန့်ရန်ကုန်2019လူငယ်များနှင့်တွေ့ဆုံပွဲမှာပြောကြားခဲ့ပါတယ်။ဒီနေ့ဇန်နဝါရီ28ရက်မှာစတင်ကျင်းပခဲ့တဲ့ဘာကန့်ရန်ကုန်2019မှာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကတက်ရောက်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ဝန်ကြီးချုပ်ကပညာရေးအလောက်ကန်ခွင်လန်းဤပညာမီဒီယာတွေရဲ့အခန်းကဏ္ဍအဆရှိတဲ့ကိစ္စတွေကိုဆွေးနွေးခဲ့ပြီးဘာကန့်ကိုတက်ရောက်လာတဲ့လူငယ်တွေရဲ့မေးမြန်းချက်တွေကိုပြန်လည်ဖြေကြားခဲ့တာပါ။ လက်ရှိတက္ကသိုလ်ရဲ့အခြေအနေတွေကိုသဘောမကျကြောင်းနဲ့တက္ကသိုလ်ရဲ့ကျောင်းသားကျောင်းသူတွေနေထိုင်တဲ့အဆောင်တွေတည်ဆောက်ဖို့ပညာရေးဝန်ကြီးဌာနနဲ့ဆွေးနွေးထားကြောင်းရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောပါတယ်။လက်ရှိတက္ကသိုလ်ရဲ့အခြေအနေတွေကမနေ့ကျောင်းတက်ညနေပြန်ရတဲ့အတွက်ညနေပိုင်းဆိုရင်ကျောင်းမှာလူမရှိတော့ဘဲကြောက်ရွံ့အခြေအနေတွေဖြစ်နေပါတယ်။အဲ့ဒါကိုပြုပြင်နိုင်မှုအတွက်တက္ကသိုလ်တွေကနေမီးညာမီးတွေနဲ့လင်းနေပြီးကျောင်းသားတွေနဲ့နေရောညပါစီကားနေတဲ့အကျောင်းတွေဖြစ်ဖို့အတွက်ပညာရေးစနစ်ကိုပြုပြင်မှုလိုအပ်တယ်လို့ဝန်ကြီးချုပ်ကထောက်ပြပြောကြားခဲ့တာဖြစ်ပါတယ်။ကွန်ပျူတာတက္ကသိုလ်တက်ရောက်နေတဲ့ ကျန်းသူတူရဲ့လက်ရှိတက္ကသိုလ်ကိုတွန်းလာရမှုအခက်ခဲနဲ့ပတ်သက်ပြီးမေးမြန်းလာတာကိုဝန်ကြီးချုပ်ကပြန်လည်ဖြေကြားခဲ့တာပါ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့လာရှုမြို့မှာလူညိုရေးရင်နှင်းနဲ့ကင်းလှဲ့နေဆိုတဲ့သတင်းဖြစ်ပါတယ်။မူဆန်နဲ့ကုတ်ခိုင်မှာပောက်ကွဲမှုဖြစ်ပြီးတဲ့နောက်လာရှုမြို့မှာတပ်မတော်နဲ့ရဲတပ်ဖွဲ့ကတန်ကြက်ကရင်ရဟရင်တွေပေါဝင်တဲ့လူညိုရေးရင်နှင်းနဲ့ကင်းလှဲ့နေကြောင်းသတင်းရရှိပါတယ်။ကုတ်ခိုင်မြို့နယ်မှာမိုင်းပောက်ကွဲမှု၃ရက်ဆက်ဖြစ်ပွားပြီးမူဆယ်၁၃စီစံတိုင်မှာလည်းပောက်ကွဲခဲ့တဲ့နောက်လာရှုမြို့ကိုအခုလိုလူညိုရေးတိုးမြင့်လိုက်တာဖြစ်ပါတယ်။ တက်မတော်တန်ညက်ကရင်၄စီးအမြောက်ရင်၄စီးစက်တနက်တင်ကား၂စီးနဲ့ရက်တက်ဖို့ဝင်အင်အားတရားကျော်ပါဝင်တဲ့လူညွှန်းရေတံနဲ့ကင်းလဲ့နေတာဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတချို့မှာမြမတက်မတော်နဲ့လက်နက်ကင်အဖွဲ့အချို့တိုက်ပွဲတွေဖြစ်ပွားနေပြီးမြို့ကြီးတွေလုံခြုံရေးအတွက်ကင်းလက်ဆောင်ရွက်ထားပြီးလိုအပ်တယ်လို့လှုပ်ဆောင်သွားမှာဖြစ်တယ်လို့ရှမ်းပြည်နယ်ရက်တက်ဖွဲ့ဒုတိယပြည်နယ်ရက်တက်ဖွဲ့မှရဲမှုကြီးအောင်မြတ်မှုကပြောပါတယ်။မူဆက်တရငါမဲ့ကုံသွေးရေးစုံတိုက်ခတ်ခံရတဲ့ဖြစ်စဉ်နောက်ပိုင်းမြမတက်မတော်နဲ့ KIA MNDAA TNL ပူးပေါင်းအဖွဲ့တွေတိုက်ပွဲဖြစ်ခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေဖြစ်တဲ့မူဆယ်၊ကုတ်ခိုင်၊တိန်းနီ၊နန်းခမ်း၊နန်းဆန်မြို့နဲ့ဒေသရင်းပြည်ထောင်စုလမ်းမကြီးပေါ်မှာလည်းမိုင်းပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပါတယ်။နောက်ဆုံးအချိန်မိုင်းပေါက်ကွဲမှုကမူဆယ်မြို့နယ်၊မူဆယ်နန်းခမ်းတောင်ကားလမ်းမေးမှာရှိတဲ့73ဒီရောင်းဆိုင်တစ်ဆိုင်မှာဇန်နဝါရီလ26ရက်ကဖြစ်ပွားခဲ့တာပေါ့။ပေါက်ကွဲမှုကြောင့်စီဆိုင်တွင်ဖြစ်စီဆုံးရုံးမှုရှိခဲ့ပြီးထိခိုက်ဒဏ်ရာသူတော့မရှိခဲ့ပါဘူး။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ရန်ကုန်တရုတ်နှစ်ကုနေကိုအစိုးရတက်လက်ထက်မှာခံခံနာနာကျင်းပဆိုတဲ့တွင်ဖြစ်ပါတယ်။ ဒီနေ့ဟာမြောက်နှစ်ကနေတက်နှစ်ကိုကူပြောင်းတဲ့တရုတ်နှစ်တစ်ကူနေဖြစ်ပါတယ်တရုတ်နှစ်တစ်ကူနေပွဲတော်ကိုရန်ကုန်မြို့မှာလည်းကျင်းပခဲ့ပြီးလက်တာမျိုးနယ်ကတရုတ်တန်းမှာပြုလုပ်ခဲ့တာဖြစ်ပါတယ်နှစ်တစ်ကူပွဲတော်ကို NND ပါတီဥက္ကဋ္ဌသူရဦးတင်ဦးရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းတို့ပါဝင်မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်အမတ်ကြီးတရုတ်ကုံတယ်တွေပါဝင်ဆင်နွှဲခဲ့ကြပါတယ်ငကားကအဖွဲ့တွေလက်ကောင်ရုပ်တွေနဲ့ဒဏ္ဍာရီလာဇက်ကောင်ပုံစံတွေပါဝင်တဲ့ယာနဲ့ချီတဲ့လူတွေဟာနှစ်တစ်ကူပွဲတော်ကိုလက်တာမျိုးနယ်တွင်လှည့်လည်ဆင်နွှဲခဲ့ကြပါတယ်ဒီကနေ့မနေ့ပိုင်းမှာပဲ နှစ်တကူထိမ့်မက်အဖြစ်ရန်ကုန်တိုင်းမြို့နယ်တည်တည်ကတန်ဃာတော်တွေတရုတ်ဖုံးတော်ကြီးတွေတိလရှင်တွေစုစုပေါင်းအပါ1500ကျော်ကိုအာယုံသွန်းလောင်းထူခဲ့ကြပါတယ်ဒီနှစ်မှာတော့အရတဆွေလက်ထက်မှာတရုတ်နှစ်တကူကိုတခန့်တနာနဲ့ကျင်းပခဲ့တာကိုတွေ့ရပါတယ်မြို့ထဲမှာလည်းတရုတ်နှစ်တကူအပြင်စင်တွေကိုထူးထူးခြားခြားမြင်တွေ့ရတာဒီနှစ်ပထမဆုံးအကြိမ်ဖြစ်ပါတယ်နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အမေရိကန်ကရင်တိုက်မှုတစ်ခုဖြစ်ပွားပုံပတ်တန်းဗီဒီယိုဖိုင်ထွက်ပေါ်လာဆိုတဲ့သတင်းဖြစ်ပါတယ် အမေရိကန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ရင်တိုက်မှုတစ်ခုကိုလုံခြုံရေးကင်မရာကမှတ်တမ်းတင်ထားတဲ့ view file ထွက်ပေါ်လာရမှာထိတ်လန့်စရာအခြေအနေစုကိုကွင်းကွင်းကွက်ကွက်မြင်တွေ့ခဲ့ရတယ်လို့ဆိုပါတယ်ဒီရင်တိုက်မှုဟာဇန်နဝါရီ16ရက်ကနယူးယောက်မှာဖြစ်ပွားခဲ့ပြီးတပတ်အကျော်အကြာမှ NBC သတင်းဌာနက view မှတ်တမ်းကိုရရှိပြီးထုတ်လင့်ဖော်ပြခဲ့တာဖြစ်ပါတယ်အချိန်နဲ့မောင်းလာတဲ့ပစ်ကတ်ကားတစ်စီးဟာလမ်းမမြခင်ကိုကျော်ပြီးမိပွိုင်မိနေတဲ့ခီးသက်တင်ဘတ်ကားတစ်စီးကိုဘေးကနေ ဖြတ်တိုက်ခဲ့ပုံကိုဘတ်စကာအတွင်းနဲ့လမ်းပေါ်မှာတက်ဆင်ထားတဲ့လုံရွေးကင်မရာတွေကပပောင်းဆောင်ကရယူထားနိုင်ခဲ့တာပါရစ်တိုက်မှုကြောင့်လူ6ဦးကိုနိစက်ရဆေးရုံတစ်ခုကိုပို့ဆောင်ပေးခဲ့ရတယ်လို့လည်းသိရပါဗျ။ပစ်ကတ်ရင်မောင်းဟာဘရေနီယာမဲ့အချိန်ဒီမှာမှောင်ရင်ပြီးကားကိုအချိန်တင်မောင်းနှင်ခဲ့မိတာဖြစ်တယ်လို့ဆိုပါတယ်။နယူးယောက်အနာပိုင်တွေကတော့ဒီရင်တိုက်မှုဖြစ်စဉ်ကိုဆက်လက်စုံစမ်းနေဖြစ်တယ်လို့ပြောကြားထားပါတယ်။ 78TV ရဲ့ည9:00နာရီတွင်နေကိုညစဉ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။အောင်မြင်မှုအလေး 上你当作 <noise> UAB。UAB with you on your journey of life。